မင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခေါက်တက်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ MDAA ကလာရှိုးမျိုးပေါ် area ကိုစစ်ကောင်စီထံသို့ပြန်ပေးရန်နဲ့အပြစ်ရထားရန်တရုတ်ကဂျာဝင်သက်တေအဖြစ်ပါဝင်ဆောင်ရွက်ဟုတရုတ်အစိုးရပြောတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ကိုကန် MDAA ကတိမ့်ပိုက်ထားတဲ့လာရှိုးမျိုးပေါ် area ကိုစစ်ကောင်စီထံသို့ပြန်ပေးရန်နဲ့အပြစ်ရထားရန်တရုတ်ကဂျာဝင်သက်တေအဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောဆိုပါရယ်ယမန်နေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာလာရှုကိစ္စနဲ့ပတ်သက်၍တရုတ်နိုင်ငံဂျာယီပြောရေးဆိုခွင့်ရှိသူကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံနေဖြင့်လာရှုမျိုးတို့အပြည့်အခက်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့တစ်ခုကိုဆေးလွတ်လိုက်ပြီးစစ်တပ်နဲ့ MNDAA တို့အကြားအပြည့်အခက်ရစဲထားမှုကို စောင့်ကြည့်ရန်လာရှုမျိုးပေါ်ဧရိယာကို MNDAA ကစစ်ကောင်စီထံသို့ချောမွေ့စွာလွှဲပြောင်းရေးအတွက် တည်ခံအဖြစ်ဆောင်ကြည့်လျက်ရှိကြောင်းထုတ်ဖော်ပြောဆိုပါတယ်။ရုံနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေတည်ထက်ခိုင်မြဲရေးအလေးထားလေးစားကြောင်းမြန်မာနိုင်ငံဆိုင်ရာဆက်ဆက်အဖွဲ့အစည်းများရဲ့ဆန္ဒနယ်တောင်းဆိုချက်အရမြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမြန်မာနိုင်ငံမှမြင့်တင်ဖော်ဆောင်ရန်တရုတ်ကတက်ကြွစွာပံ့ပိုးကူညီလျက်ရှိကြောင်း၎င်းကဆိုပါတယ်။တရုတ်နိုင်ငံသားရေးပြောရေးဆိုခွင့်ရှိသူကကုမင်းငြိမ်းချမ်းရေးတွဲဆောင်ဆွေးနွေးပွဲတွင်မြန်မာနိုင်ငံအစိုးရနဲ့ MNDAA တို့ရဲ့ သဘောတူညီချက်များကိုအကောင်အထည်ဖော်နိုင်ရန်တက်တဲ့အဖြစ်ဆောင်ရွက်လျက်ရှိကြောင်းသက်ဆိုင်တဲ့နှစ်ဦးနှစ်ဘက်ကမြန်မာနိုင်ငံမြောက်ပိုင်းဒေသငင်းချင်းနဲ့ဒီငင်းရီကိုထိန်းသိမ်းရမှာတရုတ်နိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခမ်းအနားကိုချီကျူးကျေးဇူးတင်ကြောင်းပြောဆိုပါတယ်။တရုတ်နိုင်ငံအနေဖြင့်နောက်တစ်ဆင့်အဖြစ်ကုမင်းငင်းချင်းရဲ့တွေ့ဆုံဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသစစ်ပွဲများရပ်တန့်ရန်အတွက် ဆွေးနွေးပွဲများကိုလှုံ့ဆော်သွားမည်ဖြစ်ကြောင်းတရုတ်မြန်မာနယ်စပ်ငင်းချင်းရေးနဲ့ဒီငင်းရေးကိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကပြောဆိုပါတယ်။မြောက်ရီကတရင်မှုလူပုံမှုကြီးတန်နိုင်သေးခေါ်ဟိုင်းလက်သေးတိုက်ပွဲတွင်ရရှိတဲ့ဒဏ်ရာဖြင့်သေဆုံးခဲ့တော်လဲမိသားစုကယောဂဖြင့်သေဆုံးဟုသတင်းဖြန့်တဲ့သတင်းကိုချက်မှန်တင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝရီခရိုင်တွင်တာဝန်ကျနေတဲ့ဒုဗိုလ်မှူးကြီးသက်နိုင်သေးခေါ်ဟိုင်းလက်သေးတိုက်ပွဲတွင်ရရှိတဲ့ဒဏ်ရာဖြင့်သေဆုံးခဲ့တော်လဲ မိသားစုကမူယောဂဖြင့်သိဆုံးတယ်လို့သတင်းပြန်လည်ရရှိကြောင်းမိတ်ဆွေဖြစ်သူတချို့ကပြောပါတယ်။အသက်52နှစ်အရွယ်ဒုဗိုလ်မူကြီးတန်နိုင်ထေခေါ်ဟိုင်းလက်ထေဟာစစ်တပ်ကတော့အပစင်55ကျောင်းဆင်းဖြစ်ပြီးရန်ကုန်တိုင်းမြောက်ကလာဖာမြို့နယ်နှစ်ရက်ွယ်သူမာလာငါလန်းတွင်နေထိုင်သူဖြစ်ကြောင်းမြောက်ရီတွင်တာဝန်ကျနေစဉ်တိုက်ပွဲတွင်တရားရရှိခဲ့ပြီးဧပြီလ4ရက်နေ့ရန်ကုန်သို့ရောက်ရှိခဲ့ကြောင်းရင်းနောက်မင်္ဂလာတောင်ကရင်တထောင်စစ်စေးုံတွင်တက်ရောက်ကုသမှုခံယူခဲ့ကြောင်းသိရပါသည်။ ရင်းနောက်73ရက်အကြာဧပြီလ18ရက်နေ့တွင်တည်ဆုံးခဲ့ပြီးဧပြီလ19ရက်နေ့တွင်တကြိုခဲ့ကြောင်းတည်ဆုံးမှုမှာတိုက်ပွဲတံရကြောင်းတည်ဆုံးခဲ့တော့လေမိသားစုကမူယောဂါကြောင်းတည်ဆုံးတယ်လို့ပြောဆိုလျက်ရှိကြောင်းသိရပါတယ်။သူကမိသားစုဘက်ကတော့ပြောတာကဘုတ်ချိုအိတ်ရောင်ပြီးဆုံးနေပေါ့ဒါပေမဲ့တက်အတိုင်းဝိုင်းဘက်ကထွက်လာတာကတိုက်ပွဲမှာတံရရပြီးသေးတာ။ဒါတော့သူ့အခေါင်းကိုမဘာသာဘုံကြီးတွေအခေါင်းထဲကြတယ်လို့မိတ်ဆွေဖြစ်သူကရှင်းပြပါတယ်။ တည်ဆုံးချိန်တွင်ဇနီးဟေမာဆိုမင်းနဲ့သမီးဖြစ်သူအိုပြစ်ခင်တို့ကြံရည်ခဲ့ပြီးသမီးမှာစင်ကာပူတွင်နေထိုင်သူဖြစ်ကြောင်းသိရှိရပါတယ်။တည်ဆုံးသွားတဲ့ဒုတိယဗိုလ်မှူးကြီးတန်နိုင်ထေခေါ် highlight တွင်မှာဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုမုံတီးသူဖြစ်ပြီး NLD စန့်ကျင်ရေးနဲ့ဒေါ်အောင်ဆန်းစုကြည်ကြောင့်တိုင်းပြည်ပြတ်တယ်လို့အမဲလို့လို့ပြောဆိုသူဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမင်းအောင်လှိုင်ရဲ့ဘုံကျဲမပြတ်အပြည့်ရတဲ့ဘက်တိုးပြန်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးပါမယ်။ မြောင်လိုင်းက၎င်းပေးထားတဲ့ကတိကိုတည်တည်ဆိုယုံညသဘောဖြင့်ဧပြီ30အထိအပြည့်ရထားမယ်လို့ဆိုလာပြန်ပါတယ်၎င်းရဲ့စကားဟာမြေတို့များအနှစ်သာရမရှိဆိုသည်ကိုလည်းအားလုံးကသဘောပေါက်ထားကြပြီလည်းဖြစ်ပါတယ်တပတ်မကတစ်နှစ်တိုးသည်ဆိုစီအောင်မြေသူကများလည်းခေါင်းထဲထည့်ထားကြတော့မည်မဟုတ်ပေ Economic Magazine ကြီးကအပြည့်ရထားသည်ဆိုတဲ့ကာလအတွင်း ပြည်သူများအားလေကြောင်းမှအချိန်ပေါင်း120ခန်းတိုက်ခိုက်ခဲ့၍လူပေါင်း80သေဆုံးသွားရတဲ့တရင်ကိုကဘာတိထုတ်ဖော်ရေးသားလာပါတယ်။၎င်းတို့ရဲ့လောက်ရကြောင့်မြန်မာဟာနှစ်ထက်ကွန်ကတ်ဆိုင်ခဲ့ရပြီးဖြစ်တယ်လို့လည်းကောင်းစင်တတ်ထားပါတယ်။မြန်မာပြည်သူများအဖို့လည်း၎င်းတို့အားလူလူပင်သဘောမထားတော့ဘဲကိငငနန်းတစ်ခုမျှသာယူဆခဲ့ရတဲ့အဖြစ်ကိုလည်းတသက်တာမေ့ပြောင်းနိုင်မည်မဟုတ်ပေ။လက်ရှိတွင်မြင်းကလေးရင်တန်းတင်ပြည်သူ၆000ခန့်ရွက်ဖြင့်တဲများနဲ့နေနေကြရပြီး လူနှစ်သန်းခန့်အရေးပေါ်ကိုငြိမ်းများလို့အနေရလို့ကုလသမဂ္ဂကထုတ်ဖော်ပြောဆိုခဲ့ပါတယ်နိုင်ငံသားရေးကဘာလှည့်ခရီးသွားနဲ့ဗဟိုဘဏ်တို့လည်းအပြင်တွင်တဲထိုး၍လက်ဖက်နေရပါတယ်စစ်ကောင်စီဟာနေပြူတော်ဖြစ်သွားသည်ကိုရခင်အနေအထားတိုင်းပြန်ရောက်အောင်မြည်တို့များမစွမ်းဆောင်နိုင်တော့ပေနေပြူရောဟာမန္တလေးပြည်ရင်အသေးပြောက်အများဆုံးဖြစ်တဲ့လူသိရပါတယ်ဝန်ထမ်းအင်အား136လုံးပြုကျသွားပြီး494လုံးပြည့်စည်သွားပြီး 630ကလူနေ၍မဖြစ်တော့ဟုလဲ၎င်းတို့ထုတ်ပြန်တဲ့သတင်းများတွင်ဆိုပါတယ်။မင်းအောင်လိုင်းကမူအကြီးစားတစ်ခုတည်သောအဆောက်အအုံများတည်ဆောက်ခြင်းနဲ့တင်းငယ်ပြီးစနစ်တကျစီမံထားတဲ့အဆောက်အအုံများကိုတည်ဆောက်တင်သောမလီယန်နံကို8.3ညအထိခန့်နိုင်ရရှိရန်လှုံ့ဆော်သွားမည်ဟုဆိုပါတယ်။သို့သောမင်းအောင်လိုင်းအလိုရှိနေတဲ့နျူကလ িয়ার တပောင်းဖို့ကိုဆက်၍အကောင့်ထဲပေါ်သွားမည်ဟုတာဝန်ယူတည်ဆောက်ပေးမယ်။ရုရှားရှိရိုစာတွန်ကုမ္ပဏီက တရင်ထုတ်ပြန်လာပါတယ်။အဆိုပြုထားတဲ့55မဂါဝရှိ တပောင်းဖို့နှစ်ခုအားမြေတည်နေရမြေတည်အချိန်ဆိုတဲ့နဲ့ပတ်သက်၍မသိရှိရသေးပေ။လာရှုတွင်လည်းတရုတ်သံတမန်တရင်ချုံးကိုယ်တိုင်ရောက်ရှိလာပြီးအပြစ်ခတ်ရစဲမှုစောင့်ကြည့်ရေးအုပ်စုဆိုတဲ့စာရန်များချိတ်ဆွဲထားတဲ့တရုတ်စစ်ကားများရောက်ရှိလာတယ်လို့သိရပါတယ်။လာရှိုရှိဆင်နကောင်ဟိုတယ်တွင်လည်းမြမစစ်ဘက်အရာရှိများနဲ့ဆွေးနွေးနေကြစေဖြစ်ပါတယ်။နှစ်ပတ်စလုံးကလာရှိုရဲ့အနေအထားကိုတစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးဟုလည်း AFP သတင်းကဆိုပါတယ်ထို့သူနှစ်ဖက်စလုံးကရှက်နေကြပုံရှိတော့လဲတရုတ်တို့ရောက်ရှိလာတဲ့အဖြစ်ကိုတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကအတည်ပြုလိုက်ပြီးဖြစ်ပါတယ်နှစ်ဖက်စလုံးကမြောက်ပိုင်းတွင်ငင်းချင်းရင်နဲ့တည်ငင်ရေးထိမ့်သိမ်းပေးခဲ့တဲ့တရုတ်နိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကိုကျေးဇူးဥပဒေအရတင်နေကြတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရဗတ်စင်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတွင်ကိုဘာသားကိုကြောသက်ရင်သံပြောဆိုသွားခဲ့ပါတယ်။သို့တော်လည်းတရုတ်ဟာတွေ့ရမဲ့နေရှာတဲ့ မြန်မာစစ်ကောင်ဆောင်များကိုကျုံယုံကျုံကောင်းများဖြစ်လာရန်အကြိုက်ပေးပြုဆွေးနေခြင်းသာဖြစ်ပါတယ်။ယခုလည်းလာရှိုးအားစီမံခန့်ခွဲပေးပါရန်တရင်ချွန်းလက်ထဲထိုးအပ်လိုက်ရပြီဖြစ်ပါတယ်။ MDAA စစ်စေးရိတ်ခိုင်များအားမြို့လေကောင်ကရောက်ဘက်9မိုင်တောင်ဘက်3မိုင်အကွာတွင်ချထား၍ကိုကန့်တို့ရဲ့နယ်နိမိတ်စီးချထားပုံရတယ်လို့ဒေသခံများရဲ့အပြောကိုကိုးကား၍မြန်မာနောင်းတွင်ဖော်ပြထားပါတယ်။ကိုကန့်အဖွဲ့ဟာလာရှုမြို့ရဲကိုစက်ပစ္စည်းတစ်ခုမကျန်းဖြုတ်ယူသွားကြတယ်လို့လည်းသိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PDF တက်များကနိုင်ငံအလဲပိုင်းကိုချင်းချောက်လာနေပြီဖြစ်ပြီးစကိုင်းမန္တလေးဘကိုတနင်္သာရီတို့တွင်စစ်စခန်းပေါင်း162ခုကိုသိမ်းယူထားပြီးဖြစ်ပါတယ်။ထို့အပြင်ခမ်းပတ်ရွှေပြည်အေးမော်လူးစင်ကူတကောင်းတပိတ်ချင်းပင်လယ်ဘူးအင်းတော်စုစုပေါင်းမြို့ရှစ်မြို့ကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။အခုအခါတိုက်ခိုက်ရေးဆွဲရင်းနဲ့လက်နက်အင်အားတောင့်တင်လာပြီးဖြစ်၍ထိုးစစ်ကြီးများရေရှည်ဆင်နွှဲနိုင်စွာရှိလာပြီလည်းဖြစ်တယ်လို့ ။ AOR သတင်းတွင်ဖော်ပြထားပါတယ်။ညနောင်3မှာအဖွဲ့ဟာလက်ရှိအနေအထားရောက်အောင်၁၀နှစ်ခန့်အချိန်ယူခဲ့ရတော့လဲ PDF တပ်များက၄နှစ်အတွင်းအောင်းပွဲများဆက်တိုက်ရရှိလာခဲ့တယ်လို့ AOR ကဆိုပါတယ်။ဒီသူတို့ရခုကန်တော်လန်စေမုတ်ချအောင်ရမီဆက်လက်ပြီးတော့ဆန်းစုကြည်ကို2025ခုနှစ်ပြည်သူ့ကောင်ကြီးစုရွေးချယ်ချီးမြှင့်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်အတွက်ဆက်ချောင်းချိန်မြောက်ပြည်သူ့ကောင်ကြီးစုကိုမတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့နိုင်ငံတော်အတိုင်းအမြင်ကပုဂ္ဂိုလ်ထောင်းဆန်းစုကြည်ကို 举起旗面来。<noise>